အားလုံးဝမင်္ဂလာပါဒီနေ့တော့ manifestation လေးအကြောင်းပြောရအောင်ဒီဘက်ကမှာ manifestation ဆိုတာကိုဖြစ်ချင်တာတွေကိုဖြစ်အောင်ပုံဖော်စိတ်ကူးရင်းစူးစမ်းယူတဲ့နည်းလမ်းတစ်ခုဖြစ်လူတွေသိနာလဲခဲ့ကြပါတယ်အဲတချို့ကလည်းလက်ခံကျင့်သုံးလာကြတယ်ဘဝမှာကိုလိုချင်တဲ့အခြေအနေတွေဖြစ်ရက်တွေငွေတွေအလုပ်တွေလူတွေကိုဘယ်လို attract လုပ်ရမလဲဆွဲဆောင်ရမလဲကိုဖြစ်ချင်တာတွေရလာအောင်ဘယ်လို manifest လုံမလဲဆိုတာကိုပုံစံမျိုးစုံနဲ့ဥပမာစာရိချရေးတာရုပ်ပုံကားချက်တွေထည့်ပြီး vision board တွေလုပ်တာ meditation တွေလုပ်တာစသဖြင့်နေပေးလမ်းပြဒီလိုလုပ်ပေးကြတဲ့ဆရာဆရာမတွေလည်းအများကြီးပေါ်လာတယ်။ live လုပ်ကြပြီးတကယ်ကိုအကျိုးကျေးဇူးတွေရလာတယ်ဆိုတာကိုလည်းတွေ့ရတယ်။ဒီလိုတွေ့ရတာတော့ဝမ်းသာစရာပဲပေါ့နော်။ဒါပေမဲ့တချို့တွေကဒီ manifestation ကို ကိုဖြစ်ချင်တာကိုတကယ်ယုံကြည်ပြီးတောက်တာလာရင်အဲ့ဒီအရာက ကိုယ့်စီတကယ်ရောက်လာတယ်ဆိုပြီးတချို့တွေကအိဗယ်ဖွင့်ကြတယ်။ဖြစ်ချင်တာတွေအားလုံးကိုယ့်စီရောက်လာရမယ်ဆိုရင်တော့ပျော်စရာကြီးထိုင်ပြီးတောက်တာနေမှာပေါ့နော်။တကယ်တမ်းစိတ်ပညာအမြင်နဲ့ကြည့်ရင်ဒီအယူဆတွေထဲမှာလွဲနေတဲ့အချက်တော်တော်များများလေးရှိပါတယ်။ယုံနှန်းစကားလို့ဖြစ်သွားတာပေါ့နော်။ဒီနေ့ဒါကိုဆွေးနွေးကြည့်ရအောင်။ဒီယုံနှန်းစကားတွေထဲမှာနံပါတ်1ကတော့ဖြစ်ချင်တာတွေရောက်လာမယ်ဆိုတဲ့ထင်အောင်ထင်မှား ငါသာလိုချင်ရင်တက္ကတရားကဖန်တီးပေးလိမ့်မယ်ဖြစ်ချင်တာရရမယ်ဆိုတဲ့အယူအဆဒါနံပါတ်1အမှားကြီးပေါ့နော်ဒါက manifestation နဲ့ပတ်သက်ပြီးလူအများဆုံးကြားမှုတဲ့အယူအဆတစ်ခုကိုလိုချင်တဲ့အရာကိုစိတ်ထဲမှာအမြဲတမ်းပုံဖော်နေမယ်ယုံကြည်နေမယ်ဆိုရင်တကယ်ဖြစ်လာတယ်လို့ဆိုကြတယ်စိတ်ပညာရဒါကတော့ဒါ wishful thinking တသက်ပဲပေါ့နော်အိမ်မက်တွေကိုမှတ်နေတာကောင်းတယ်ဒါပေမဲ့ ဲ့ဒီအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့တကယ်လက်တွေ့လှုပ်ဆောင်မှုမရှိရင်ဘယ်တော့မှအမှန်တကယ်ဖြစ်လာမှာမဟုတ်ပါဘူး။ဒါတော့ဒါကယုံနန်းစကားတစ်ခုပါပဲနော်။အာယူဆအမှားလို့လည်းပြောလို့ရတာပေါ့နော်။နံပါတ်၄အချက်ကတော့ဟိုနေမယုံရင်တော့ဖြစ်လာမှာမဟုတ်ဘူးဒီလိုမျိုးပြောကြတာလေ။နည်းနည်းချင်းချောက်တော့ဗောနော်အစိုးမြင်စိတ်တွေရှိနေလေလိုချင်တာတွေဝေးသွားမှာပဲဒါမျိုးဗောနော်မယုံရင်တော့ဖြစ်လာမှာမဟုတ်ယုံမှဖြစ်လာမှာယုံကြည်ကြည်နဲ့လိုက်လို့အဲဒါမျိုးဗောနော် အပြုသဘောဆောင်တဲ့အတွေ့အကြုံရှိတာတော့ကောင်းတယ်စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်တယ်လှုပ်ဆောင်ဖို့လည်းအားဖြစ်စေတယ်ဒါပေမဲ့လူတဘာဝရစိုးရိမ်စိတ်မတေချာမရေရာတဲ့အတွေ့ဆိုတာကတော့လူတိုင်းမှာရှိတယ်ဖြစ်ပါမလားဟုတ်ပါမလားဆိုတဲ့စိတ်ပေါ့နော်ဒီအတွေ့အကြုံဖျောက်ဖျက်ဖို့ကတော့အတင်းကျပ်စ조사တာကတော့စိတ်ဖိစီးမှုပိုလာတာပဲအဖတ်တင်နေပေါ့နော်အဲ့တော့ဒီစိတ်ပညာမှာဒီကိုယ့်ရဲ့ခံစားချက်တွေကိုလက်ခံပြီးရင်ဆိုင်ဖြေရှင်းဖို့ကိုပဲပူအားပေးခြင်းနဲ့ဒါကတော့နံပါတ်1အချက်ပေါ့နော်နောက်ကနံပါတ်3ချက်ကကြတာဒီ manifestation ကတဲ့အချိန်တိုအတွင်းမှာ အော်ပွဲရလက်တွေပေးနိုင်တယ်ဆိုတဲ့အယူအဆနော်ဒါလည်းအယူအဆအမှားပဲတချို့ manifestation နီးပြတွေကသူတို့ရဲ့နီးလန်းတွေကိုလိုက်နိုင်ရင်မကြခင်မှာမယုံနိုင်စရာကောင်းတဲ့အောင်မြင်မှုတွေရလိမ့်မယ်ဆိုပြီးတော့မလုံးနေလဲပြောတတ်ကြတယ်တကယ်တော့ဘယ်ရမဆိုရေရှည်တည်တန်းတဲ့အောင်မြင်မှုရဖို့အတွက်အချိန်ယူရတယ်စူးစမ်းအထောက်မှုစိတ်ရှည်တည်ခံမှုနဲ့မှတ်ကန်တဲ့နီးလန်းတွေလိုအပ်တယ်ချက်ချင်းလက်ငယ်ရလက်ကိုမျောလင့်တာစိတ်ပြက်စရာကောင်းပါတယ်เนาะတကယ်လည်းဖြစ်မလာနိုင်ပါဘူးเนาะအဲ့လိုအဆုံးသက်တွေဖြစ်လာနိုင်တယ် မကောင်းတဲ့ရလဒ်တွေပေါ့နော်ဒါတွေဖြစ်လာနိုင်တယ်ဒီတော့ဒီနံပါတ်3အချက်ကလည်းချိန်တူတွင်းမှာအောင်မြင်မှုတွေရမယ်ဆိုတော့အချက်ကလည်းအချက်လက်မှားပဲဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခါနံပါတ်4ကစကြာဝဠာ universe ဆိုတာလေတည်ရမလားသူတို့ခဏခဏပြောတယ်ဒီဆရာတွေပြောတာတွေပေါ့နော်ဒီ manifestation guide တွေဆရာတွေပြောတာ universe ကလိုချင်တာတွေအကုန်လုံးပေးဖို့အစဉ်သက်မယ်ဆိုတဲ့စကားပေါ့နော်အာဒီစကားကလည်းယုံနံစကားတစ်ခုလိုပဲပေါ့နော်အယူအဆအမှားပဲ universe တဲမှာတင်လိုချင်တာတွေအကုန်ရမယ်တင်တောက်တာလိုက်တာနဲ့ universe ကပေးဖို့အစဉ်သက်ဖြစ်နေတာ နော်မျောလင်းချက်အမှားတွေနော်ဒါတွေကအမှန်တိုင်းပြောမှဆိုလို့ရှိရင် universe ကိုယုံကြည်တောင်းတနေုံနဲ့တော့မလုံလောက်နိုင်ပါဘူးကုလိုဂျန်နာတွေအတွက်ကိုယ့်ဘက်ကလည်းလိုအပ်တဲ့အရေးချင်းတွေအတွေ့အကြုံတွေချိတ်ဆက်မှုတွေအခြေအနေတွေပြင်ဆင်ဖန်တီးနိုင်တဲ့ action ယူတတ်ဖို့ကပိုပြီးအရေးကြီးပါတယ်လို့ပြောချင်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒီ manifestation ကဒီလိုအချက်လက်မှားရရှိရတဲ့ကြောင်တကယ်ရောအလုပ်ဖြစ်သလားဟုတ်ပြီနော်ဒါကိုစိတ်ပညာရှုထောင့်ကပြောမယ်ဆိုလို့ရှိရင် manifestation မှာလုံးဝ အမှန်တရားမရှိဘူးဆိုတာတော့မဟုတ်ဘူးစိတ်ပညာအမြင်ရတချို့အချက်တွေကတော့အချို့တရားမှုရှိတတ်ပါတယ်ပေါ့နော်ဒီအုံနောက်ရဲ့အလုပ်လုပ်ပုံနဲ့ဆက်ဆက်ပြီးတော့တွေးကြည့်လို့ရှိရင်ပေါ့နော်အာတကယ်တမ်းလောက်ရမှာတွေကတော့နံပါတ်1ကတော့ကိုယ်ပန်းတိုင်အောင်ရှင်းရှင်းလင်းလင်းသတ်မှတ်ကိုယ့်ရဲ့အဲအဲ goal တွေပေါ့နော်ရည်ရွယ်ချက်ကိုတည်ချသတ်မှတ်သတ်မှတ်ပြီးတော့ကိုယ်ဘာလိုချင်တယ်လဲဆိုတာကိုတိတိကျကျထားပထမဆုံးအရေးကြီးဆုံးခြေလှမ်းကိုစလှမ်းပေါ့နော်ကိုယ့်ရဲ့ပန်းတိုင်ကိုရှင်းရှင်းလင်းလင်းမြင်မှအဲ့ဒီပန်းတိုင်ကိုရောက်ဖို့ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကိုစဉ်းစားနိုင်မှဖြစ်တယ်ပေါ့နော်အဲ့တော့ ကိုကရည်ရွယ်ချက်လေးထားပါနံပါတ်1ချက်ပေါ့နော်ကိုဖြစ်ချင်တာတွေပေါ့နော် manifestation ကြီးကအကူလို့မရဘူးပြောချင်တာကတော့ပေါ့နော်နံပါတ်2ကတော့အပြုသဘောဆောင်တဲ့စိတ်ဓာတ်တွေထား positive mindset မျိုးပေါ့နော်ပြုသဘောဆောင်တဲ့အတွေ့အကြုံထားမယ်စိတ်ဓာတ်ကိုမြင်မယ်တက်တနာတွေကိုဖြည့်ရှင်းတတ်ရမယ်ဟောနော်စိတ်အားထက်သက်မှုလည်းတိုးအောင်ကိုကစူးစမ်းရမယ်ဒါမှကိုလိုချင်တဲ့ပန်းတိုင်းကိုဖြစ်ပေါ်စေမှာရောက်လာစေမှာဟုတ်ပြီနော် ဒါပေမဲ့ဒီအပြူသဘောဆောင်တယ်ဆိုတာအရာရာမျက်ကွယ်ပြူမြင်အကောင်မဲ့မြင်နေတာမျိုးတော့မဟုတ်ဘူးပေါ့နော်အခက်အခဲတွေအနောက်ရင်ဆိုင်မှုအားပေးတဲ့စိတ်ဓာတ်မျိုးတွေကိုလည်းရဖို့လိုတယ်ပေါ့နော်ဒါကိုကကိုယ့်ရဲ့အခက်အခဲတွေကိုကအပြူသဘောနဲ့ positive ဘက်ကိုတွေးခိုင်းတယ်အချိန်လုံး positive တွေးခိုင်းတာတော့မဟုတ်ဘူးပေါ့နော်နံပါတ်3ချက်ကတော့ကိုယ်ယုံကြည်မှုနဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါเนาะ self belief တို့ self esteem တို့ရှိပါเนาะကိုယ့်ကိုယုံကြည်မှုရှိရှိနဲ့ကိုယ့်ရဲ့တန်ဖိုးအတိ เนาะကိုရဲ့အောင်မြင်မှုအတွက်ဒီဟာအရေးကြီးတယ်ပေါ့เนาะကိုကိုကိုယုံကြည်မှုရှိမှအခက်ခဲတွေကိုရင်ဆိုင်မှုတတိရှိမှဖြစ်တယ်လို့ကိုကိုတန်ဖိုးထားမှာကိုရဲ့ပန်းနိုင်အတွက်တဆိုင်မှမှစူးစမ်းခြင်းစိတ်ရှိမှဖြစ်ပါတယ်။နံပါတ်၄ချက်ကတော့အာယုံစူးစိုက်ပါကိုလိုချင်တာကိုစိတ်ကူးပြီးတော့တေချာပုံဖော်ပြီးတော့အာယုံစူးစိုက်ပေါ့เนาะကိုလိုချင်တဲ့အရာကိုစိတ်ထဲမှာပုံဖော်ကြည့်တာကတော့ဟုတ်တယ်ဒါ manifestation အရာပေါ့เนาะပုံဖော်လိုက်တယ်ပုံဖော်ပြီးဒီတိုင်းနေလို့မရဘူးတကယ်တမ်းလဲလှုပ်ဆောင်တဲ့အခါမှာကိုကပို့ပြီးအာယုံစိုက်နိုင်မှုတော့ကိုအားစိုက်ကြတယ်เนาะဒါကစိတ်ကူးနဲ့လက်တွေကိုချိတ်ဆက်ပြီးတဲ့သဘောဖြစ်တယ်ပေါ့เนาะ ော်အဲ့တော့စိတ်ကူးကြီးပဲ manifestation မှာစိတ်ကူးကြီးပဲမရဘူး action မှာလိုက်လာမှရမယ်ဆိုတာကိုပြောပြချင်တာဖြစ်ပါတယ် အဲ့တော့ဒီစိတ်ကူးအတိုင်းပုံဖော်ဖို့အတွက်ကိုလက်တွေ့ကိုတကယ်စူးစမ်းအထောက်ပါဒီ manifestation ရဲ့အယူဆတွေထဲမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေရှိတယ်အဲအားလုံးကိုတော့ယုံကြည်လို့မရဘူးပေါ့နော်စိတ်ပညာအမြင်ရတော့အောင်မြင်မှုဆိုတာကိုယ်တိုင်ရဲ့စူးစမ်းအထောက်မှုမှတ်ကန်တဲ့နည်းလမ်းတွေနဲ့အပြုသဘောဆောင်တဲ့စိတ်နေစိတ်ထားတွေပေါင်းမှရနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဖြစ်ချင်တာကိုတောင်းတအောင်နဲ့ရောက်လာမယ်ဆိုတဲ့အယူဆကိုစွန့်လွှတ်ပြီးတော့ကိုယ့်ရဲ့ပန်းနိုင်အတွက်လက်တွေ့ကြကြလှုပ်ဆောင်သွားဖို့အတွက်အကြံပြုချင်ပါတယ် ကျေးဇူးတင်ပါတယ်